ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်းပါးလေးကို ရေးသားထားသူကတော့ဆရာမင်းကောင်းချစ်ပဲဖြစ်ပါတယ်ဆောင်းပါးလေးကိုဖတ်ခွင့်ပြုပါရန်ဆရာမင်းကောင်းချစ်အားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစီဗျာရေတော်ဘုံ 我过红眼迷。嗯嗯嗯嗯嗯嗯 ပြက်ငိမ့်ချမ်းရည်လောကမှာငိမ့်ချမ်းရည်ကို လူတိုင်းလိုချင်ချပါလေလို့ဆိုရင်ရေဘူးရအားဖြင့်မှန်ပါလေဒါပေမဲ့အတိညာဉ်နှိမ့်ချသူတွေကိုကျင်တရားပြပြသူတွေအတွက်ကတော့သူတို့ရဲ့ကိုကျိုးစည်းဝါးတွေပါလာပြီးအတ္တလောဘမာနတွေရှင်လာတဲ့အခါမှာတော့ငိမ့်ချမ်းရည်ဆိုတာအကြောင်းပြစရာခုရုံးချစရာတစ်ခုဖြစ်သွားကြလိမ့်ရှိပါလေတန်းတူရည်တူမဟုတ်ဖဲ ူတို့ခွင့်ထူးခံခွင့်ခိုင်မာဖို့သူတို့အမြဲတမ်းဘိုးချောက်ခွင့်တစ်ဖက်သက်ပေါ်စည်းရစေမယ့်အမိခံငြိမ်းချမ်းရေးမျိုးသာ ဖြစ်သွားရပါတယ်ဒီကနေ့မြန်မာနိုင်ငံမှာနိုင်ငံတော်အာဏာသုံးရစလုံးကိုပြည်သူလူထုအများစုအလိုမတူမှန်းသိပါလျက်နဲ့လက်နက်အားကိုလူရဲခေကြတဲ့စစ်နဲ့လှုပ်ရှားသူတွေကငြိမ်းချမ်းရေးဆိုတာသူတို့ရဲ့ခိုးယူလူရဲထားတဲ့စီးစင်ဥစ္စာအာဏာတည်မြဲရေးအတွက် ကြောက်ကောင်ယုံ ခုရုံးလို့အသုံးချနေတဲ့ဘုံကျဲမပြတ်ငိမ့်ချမ်းရေးပဲဖြစ်ပါလေ။ဒါကြောင့်လေ1948ခုနှစ်လွတ်လပ်ရေးရစဉ်ကလေးကမြမသမိုင်းတလျှောက်လုံးမှာစစ်အခွင့်အူးကံဘိုးယုတ်ကြီးရီကြီးစိုးချယ်လေပြီးဥဆောင်ကျင်းပခဲ့တဲ့ပုံစံမျိုးမျိုးနဲ့အယောင်ပြငိမ့်ချမ်းရေးဆွေးနွေးပွဲတွေအပြည့်ရဆွေးနွေးပွဲတွေကိုလေ့လာသုံးသပ်ကြည့်တဲ့အခါတိုင်းရင်းသားပြည်သူလူထုအပေါ်စိတ်ဆင်နာကင်းမဲ့ပြီးသူတို့အာဏာတည်မြဲရေးအတွက် တစ်ဖက်သက်ကြိုတင်သတ်မှတ်ချက်တွေနဲ့မအောင်မြင်အောင်စီမံခဲ့ကြတဲ့သမိုင်းစိုးတွေကို မှတ်တမ်းတင်ခဲ့ရတာအထင်ရှားဖြစ်ပါလေပြည်တော်စုစနစ်ကိုမျှော်မှန်းခဲ့ပေမဲ့လေတပြည်တော်စနစ်ပုံပေါ်ခဲ့တဲ့1948ဖွဲ့စည်းပုံအခြေခံဥပဒေအားနည်းမှုကြောင့်1948ခုနှစ်ဖေဖော်ဝါရီ17ရက်မှာကရင်မြို့သားစီယုံ KNU ဦးဆောင်တဲ့တပြည်လုံးကကရင်လူမှုအင်အား၄သိန်း၅၄၁၀၀ စံနောက်ဖော်ထုတ်ပွဲပေါ်ပေါက်လာခဲ့ရပါတယ်။ကရင်တိုင်းရင်းသားတွေရဲ့ငြိမ်းချမ်းစွာဒီမိုကရေစီတောင်းဆိုမှုကိုဖဆပါလာဆိုရမှာစစ်ရင်းနဲ့ဖြည့်ရှင်းခဲ့တော်မူ1946ခုနှစ်ဇန်နဝါရီ31ရက်မှာကရင်လက်နက်ကင်ခုခံမှုပေါ်ပေါက်ခဲ့ရပါတယ်။အင်းစံရှိကရင်ခေါင်းဆောင်မန်းပါဇန်ဘူချုပ်ဆိုင်ကီစောဟန်တာတောင်မွေဘုံမှုစောအောင်စိန်တို့က1946ခုနှစ် မေလ9ရက်မှာဖဆပါလာဆိုရနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီးမယ်လေလက်နက်ချရေးကိုသာအဓိကတောင်းဆိုခဲ့တာမို့ပထမအကြိမ်ဆွေးနွေးပွဲပြက်ပြီး အင်းစိန်တိုက်ပွဲလည်းဆက်လက်ဖြစ်ပွားခဲ့ပါတယ်ဆရာနာရှင်နေဝင်းရဲ့အိမ်ဆောင်ဆိုရလက်ထံမှာလေတဖက်သက်ပေါ်စည်းယူထားတဲ့ငင်းချမ်းရေးဆွေးနွေးပွဲမှာလေကရင်လက်နက်ကင်တက်တွေကိုလက်နက်ချဖို့အိမ်ဆောင်ဆိုရကတောင်းဆိုခဲ့တာမို့လေးချိန်တိတိဆွေးနွေးကြပြီးမယ်လေ မအောင်မြင်မဲ့ဒုတိယကြိမ်ဆွေးနွေးပွဲပြက်ခဲ့ရပြန်ပါလေ။အဲဒီနောက်1962ခုနှစ်မလနေ့ရက်နေ့မှာတိုင်းပြည်အာဏာကိုလူယူပြီးအာဏာရဲ့အရသာတည်ပြီးတာမို့လက်မလွတ်ချင်တော့တဲ့စစ်အာဏာလူဓမြနေဝင်းဟာအယောင်ပြပြည်တွင်ငြိမ်းချမ်းရေးကိုတုံးချဖို့1963ခုနှစ်ဇွန်17ရက်မှာတော်ရင်လက်နက်ကင်ဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ကန့်လန့်ခဲ့ပြန်ပါသေးတယ်။ တော်လန်ရေးကောင်စီရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်ပေါ်1963ခုနှစ်ဇွန်လ14ရက်နေ့အလန်နီကွန်ပျူနက်ပါတီဇွန်လ15ရက်နေ့ KNU ပါတီဇွန်22ရက်နေ့ဗမာပြည်ကွန်ပျူနက်ပါတီတို့ရဲ့ပြန်ချချက်များထွက်ပေါ်လာခဲ့ပါတယ်1963ခုနှစ်ဇူလိုင်လ30ရက်မှာဗိုလ်ချုပ်ဖေဆောင်မျိုးသွေးဦးဆောင်တဲ့ KNU ပါတီမွန်ပြည်သက်ပါတီ KNY အမျိုးသားတိုးတက်ရေးပါတီနဲ့ တော်လန်ဟေးကောင်စီတို့ဆွေးနွေးကြရာတပြည်လုံးပြစ်ခတ်မှုရပ်ဆိုင်ထားရန်ဆိုတဲ့တောင်းဆိုချက်ကိုစစ်အုပ်စုကတပြည်လုံးတိုက်ခတ်ရပ်ဆိုင်မှုမဖြစ်နိုင်ဟု၍ပြန်လည်ဖြေကြားခဲ့ပါတယ်။အလန်နီပါတီအတွင်းရေးမှူးချုပ်သခင်စွန်းနဲ့စစ်အုပ်စုတို့ဟာလေ1963ခုနှစ်အော်ဂုတ်လ15/6/2019သုံးကြိမ်ဆွေးနွေးပြီးမှစစ်အုပ်စုကအလန်နီကွန်ပျူနစ်ပါတီနဲ့ဆွေးနွေးပွဲရစဲကြောင်းထုတ်ပြန်ကြေညာခဲ့တော်မူငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြက်ခဲ့ရပြန်နေ။အောက်28ရက်နေ့မှာဗမာပြည်ကွန်ပျူနစ်ပါတီပနာမကိုယ်စားလှယ်ဗဟိုကော်မတီတွင်ရင်မူရဲဘော်ထေးဗိုလ်စေရဗိုလ်ပုဗိုလ်စိုးမောင်ရဲဘော်အောင်ကြီးရဲဘော်တက်တင်ယုံအဖွဲ့ရဲဘော်ခင်ကြီးရဲဘော်မင်းအောင်တို့နဲ့စက်တင်ဘာ2ရက်စက်တင်ဘာ17ရက်23ရက်နဲ့23ရက်ထိဗမာပြည်ကွန်ပျူနစ်ပါတီနဲ့တော်လိုင်းအကောင်စီတို့ပနာမဆွေးနွေးမှုတွေမှာလည်း တပြည်လုံးပြစ်ခတ်ရစေးရမဖြစ်နိုင်ဘူးလို့စစ်အုပ်စုဘက်ကညှဉ်းဆန်းခဲ့ကြပါရယ်အော်တိုဘာ၄ရက်မှာ KAU ပါတီဥက္ကဋ္ဌမန်ဘာဇန်စကောလေတော KAU ပါတီတွင်ရေးမှုဗိုလ်ချုပ်ဖေး KAU ပါတီပေါ်လစ်ဘူရိုဝင်ဗိုလ်တန်းအောင် KAU ပါတီဗဟိုကော်မတီဝင်နိုင်ပါလွင်မွန်ပြည်သက်ပါတီဥက္ကဋ္ဌစောမော်ရဲကရင်ဒီအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌဘိုဆန်လင်း ကယင်းဤအမျိုးသားတိုးတက်ရေးပါတီဗဟိုကော်မတီဝင်တို့တော်လန်ရေးကောင်စီဘက်မှဗိုလ်ချုပ်ကြီးနေဝင်ဘုံမူကြီးလဟန်ဘုံမူကြီးကျော်စိုးဘုံမူကြီးတောင်းတန်ဒုဘုံမူကြီးချစ်ခင်တို့စစ်အုပ်စုဘက်မှနေ၍တပြည်လုံးပြည့်ရက်ဖို့ရှော့မပီးပဲဆွေးနွေးကြကြပြန်ပါလေအော်တိုဘာ၈ရက်ပထမချိန်အော်တိုဘာ၁၀ရက်ဒုတိယချိန်စစ်အုပ်စုနဲ့မရညတာတို့ဆွေးနွေးကြရာတွင် အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစုမရညတာဘက်ကအပြစ်ခတ်ရစဲရေးအတွက်အချက်12ချက်ကိုတင်ပြခဲ့ကြပြီးအော်တိုဘာ15ရက်တတိယကျင်းဆွေးနွေးပွဲကိုကျင်းပရောင်းမှာစစ်အုပ်စုဘက်ကစစ်တမျှဗိုလ်မှူးကြီးလာဟန်ပြန်ကြားရောင်းမှာတပြည်လုံးအပြစ်ခတ်ရစဲရေးမဖြစ်နိုင်ကြောင်းနဲ့စစ်တပ်စခန်းတွေကိုရုတ်သိမ်းရေးမဖြစ်နိုင်ကြောင်းပြန်ကြားခဲ့ပါတယ်။နိုဝင်ဘာ17ရက်နေ့ဆွေးနွေးပွဲမှာစစ်အုပ်စုဟာသူတို့ချမှတ်ထားတဲ့စည်းကမ်းတွေကို မာဒညတာကအပြည့်အဝမလိုက်နိုင်ဘူးလို့ကြောင်းပြပြီးနိုဝင်ဘာလ14ရက်နေ့ညနေ6နာရီမှာငိန်ချန်ရီဆွေနွေပွဲရက်ဆဲလိုက်ကြောင်းတိုင်းပြည်ကိုကြေညာခဲ့ပါတယ်ဆက်ခွင်ဒူးကန်အုပ်စုဟာကချင်လွတ်လပ်ရေးကောင်စီနယ်လေ1963ခုနှစ်နိုဝင်ဘာ15ရက်ရခိုင်ပြည်နယ်ကွန်ပျူနစ်ပါတီနဲ့နိုဝင်ဘာ18ရက်နေ့တွင်မှငိန်ချန်ရီဆွေနွေပွဲရက်ဆဲကြောင်းထုတ်ပြန်ကြေညာပြီးတိုင်းပြည်ကိုမောင်းပိုင်စီးခဲ့ကြပါတော့တယ် အဲ့ဒီနောက်တော့ဆက်အာနာရှင်ဆက်ဆက်နေဝင်းတန်းရွှေတိတ်ဆိန်မင်းအွန်လိုင်းတို့အထိနှစ်ပေါင်း60ကျော်စစ်နယ်လှုပ်ရှားကြီးပွားချမ်းသာလာကြတာမို့အယောင်ပြငင်းချမ်းရေးဆွေးနွေးပွဲတွေအပြည့်ရဆွေးနွေးပွဲတွေကိုတိုင်ရင်သာလက်နက်ကင်တော်လည်ရေးအင်အားစုတွေက လုံးဝလက်ခံလို့မရနိုင်တဲ့တစ်ဖက်သက်တောင်းဆိုချက်တွေဖြစ်တဲ့လက်နက်စွန့်လွတ်ဖို့သူတို့လက်အောက်ခံနေကြောင်းဆောင်ပြည်သူ့စစ်အသွင်ပြောင်းဖို့စတဲ့ ကြိုတင်သတ်မှတ်ချက်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတူတွေဖန်တီးလာခဲ့ကြတာအခုဆိုဘုံကျဲမပြတ်ငြိမ်းချမ်းရေးအဆင့်ထိစိုးသွင်းရောက်မှလာခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေအာနာလူစစ်ကောင်စီအနေနဲ့မြန်မာနိုင်ငံမှာဘလို့စစ်အုပ်ချုပ်ရေးမဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်ဆောင်နိုင်ဘူးဆိုတာနှစ်90ကျော်ကြာပြည်ရင်းစစ်ကတက်တည်ပဲဆိုတာတိနာလေဖို့လိုအပ်တယ်လို့လေ AB လ22ရည်နေကကျင်းပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့စည်းဝေးမှာယာယီတမတာကြီးဒူဝါလက်ရှိလာကသတိပေးပြောခဲ့တာဖြစ်ပါတယ်။ဒီဆောင်းပါးကိုညီကုန်းတက်ရရင် နိုင်ငံနဲ့ပြည်သူကိုကောင်းကျိုးဘာတစ်ခုမှမပေးနိုင်နဲ့စစ်အာဏာရှင်စနစ်ဆိုးကိုအပြည့်တိုင်ဖျက်သိမ်းပြရမယ်အပြောင်းလဲဖြစ်လာဖို့ဆိုရင် ကိုကျင့်တီလာကောင်းစွာဦးစီးတဲ့အတိတရညံကြီးလိုအပ်ပါတယ်။နိုင်ငံနဲ့ပြည်သူအပေါ်စေနာ မထနိုင်နဲ့ကိုကျင့်တရနိုင်ချ အတိတရားဉာဏ်ရည်နေနေတဲ့စစ်အာဏာယူတွေအုပ်စည်းဥဆောင်နေတဲ့၍စစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်သလိုဘလို့အပြောင်းလဲမျိုးမှ ဖြစ်ထွန်းလာဖို့အခွင့်အလမ်းမရှိနိုင်တာကိုတမိုင်းဖြစ်စဉ်တွေက ရှင်းရှင်းလင်းလင်းပြသခဲ့ကြပါပြီ။နိုင်ငံသားအလုံးတာရုံညီမြအခွင့်အလမ်းတွေရောင်းမယ်။တိုင်းရင်းသားအများပြည်သူ အလုံးမျှော်မှန်းကြတဲ့ Federal Democracy နိုင်ငံတော်တည်တည်နိုင်မှုဆိုတာစစ်နဲ့လှုပ်ရှားသူတွေရဲ့ဘုံကျဲမပြတ်ငြိမ်းချမ်းရေး အယောင်ပြငင်းချမ်းရေးအတုအယောင်ငင်းချမ်းရေးပြည်သူမပါဘဲစစ်ထောက်ခံသူဆက်လက်ဝေခံတွေရဲ့စစ်ကြုံငင်းချမ်းရေးဆွေးနွေးပွဲအားလုံးကိုပြည်သူပြည်သားအားလုံးကတင်ကြီးတညွတ်ထဲဝိုင်းဝန်းဆန့်ကျင်လို့ပြက်ပြက်သားသားရှင်းလင်းဖယ်ထုတ်ပြရင်ပါဝင်တဲ့ပါဝင်တိုက်သူတိုင်းသက်ဆိုင်သူတိုင်းပါဝင်နိုင်တဲ့ပြည်သူအများစုက လက်ခံတဲ့ရိုးသားတီကြီးပွင့်လင်းမြင်သာတဲ့ဆွေးနွေးပွဲတွေကျင်းပနိုင်မှသာစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှာဖြစ်ပါကြောင်း 免讲切。